ားလုံးပဲမင်္ဂလာပါရှင်။လာပညာ channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့ရန်ကုန်မြို့အတွင်းအုတ်အော်တောင်းနေဖြစ်သွားခဲ့တဲ့1985ခုနှစ်အောက်တိုဘာလမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ခေါင်းဖြတ်အသက်ခံခဲ့ရတဲ့တားမိနှစ်ယောက်အလောင်းရဲ့နောက်ွယ်ကရောင်မဖြစ်သူရဲ့ရက်ဆက်ရုံမှမူဆိုတဲ့စိတ်ဝင်စားပွဲတတိတံဝေကရပွဲရင်းနှင်းဖွဲရဲမတန်မှုကင်းဖြစ်ရမှန်ဇလန်းကောင်းလေးကိုလည်းခံစားနားစင်အားပေးကြပါအောင်ရှင်မထွေထွေမြင့်ကသူမရဲ့ခင်မွန်ဖြစ်သူကိုအောင်မြတ်နဲ့မကြာခဏဆိုသလိုစကားများရံဖြေရသည် ဤသို့စကားများရံဖြေတိုင်းလေရောင်မဖြစ်သူမာတိတိလွင်အပေါ်မှာအညိုအတိနှင့်အာဃာတဘုံမူကြီးမာခဲ့သည်မာတိတိလွင်က သူမခင်မွန်းတဲ့ကိုအောင်မြတ်ရဲ့အမအရင်ဖြစ်သည်မာတိတိလွင်က အိမ်တော်တဲ့တယောက်ဖြစ်သည်သူမမှာတမိကြီးလေးယောက်ရှိသည်သူမအမျိုးသားကဥတင်လိုင်းဆိုသူဖြစ်သည်ဒါပေမဲ့မပေါင်းတင်ကြလင်မယားကွဲနေကြသည် သူမခင်မောဖြစ်သူဥတင်လိုင်ကနေကိုထွက်ခွာသွားပြီးဇနီးနဲ့သမီးလေးယောက်ကိုငွေကြီးမထောက်ပတ်မီအဆက်အသွယ်ဖြတ်ထားခဲ့တယ်။ထို့ကြောင့်မောင်ဖြစ်သူကိုမြတ်အောင်က အမဖြစ်သူမာတီတီလွင်နဲ့ခုနှစ်နှစ်အရွယ်ရှိစိတ်ကောင်းစွာမနှံ့သူ မာတီတီလွင်ရဲ့အငယ်ဆုံးသမီးလေးမခင်ခင်ဝင်းကို သူတို့နဲ့တူခေါ်ထားတယ်။မာတီတီလွင်ရဲ့ကြံသမီး၃ယောက်ကတော့ဆွေမျိုးတော်ဆက်သူဦးသိမ့်မြင့်ထံမှာထားတယ်။ ကိုမြတ်အောင်ကမိမိနေထိုင်ရာအိမ်မှာအိမ်တွင်စက်မှုလုပ်ငန်းထူထောင်ထားရီထိုလုပ်ငန်းမှာအမလောက်သူကို ဝင်ရောက်လောက်ကင်စီပြီးတလလျင်900ကျပ်ထောက်ပံ့နေဒီလိုထောက်ပံ့ထားတာကိုဇနီးဖြစ်သူမထွေထွေမြင်ကလုံးဝမကြေနပ်ခဲ့ထိုထက်ပိုပြီးမကြေမနပ်ဖြစ်စေတဲ့အကြောင်းကတော့ဒီနေ့သူမရဲ့သမီးနဲ့ရောင်းမတော်သူ မာတိတီလွင်ရဲ့သမီးတို့နှစ်ဦးအတူကစားနေရင်မှခလေးဘာဝရံဖြစ်ပြီးထူရိုက်ကြရီး ဒီတော့သူ့ကလေးကိုကလေးအကဲပါကြရင်မထွေထွေမြင်းနဲ့မတီတီလွင်တို့တမိရောက်မှ စကားများကြရည်ဒီကိစ္စကို အမဖြစ်သူမတီတီလွင်ကမဖြစ်သူကိုမြတ်အောင်လာတဲ့အခါတိုင်ပြောလိုက်တယ်ကိုမြတ်အောင်က အမဘကာကာကွဲပြောရင်ဇနီးတဲ့မှာထွေထွေမြင်နေစကားအကြီးကျယ်များ၏လင်မယမကွာရှင်းယုံတမေအထီဖြစ်ခဲ့ကြ၏ကိုမြတ်အောင်ကတရားမျှတသူဖြစ်သည့် လင်းနဲ့ကွဲကွာနေတဲ့အမနဲ့သမီးအပေါ်မြင်းနဲ့ရလှန်ဆိုင်ပြီးအနိုင်ကျင့်ပြောဆိုတာကိုလက်မခံသူပြီးတော့မရှိချာပဲဒုက္ခရောက်နေရှာတဲ့အဆွေအမျိုးကိုပေးကမ်းထောက်ပံ့ခြင်းဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီနေထိုင်ခြင်းသုံးသူဒါကိုဇနီးဖြစ်သူမထွေထွေမြင်ကနားမလဲတဲ့ပဲကိုမြတ်အောင်အပေါ်မှာမကြေမနက်ဖြစ်ကအမြင်ဆောင်နေတယ် ။နမိရောက်မှရံဖြစ်တိုင်းခင်မွန်းတဲ့ကို အမဘကလိုက်တယ်ဆိုပြီးစကားများတိုင်းပြောဆိုရိဒီကလေးကမထွေးထွေးမြင်ကရောင်မတော်သူမတိတိလွင်ပေါ်မှာမရှုစိတ်နိုင်မေအညိုတီထားက အမုံကြီးမုံမီတဲ့ဖြစ်နိုင်ခဲ့ရင်ထူထောင်ကုတ်ဖဲတက်ပြေခြင်းနဲ့အတိစိတ်ရိုင်းတွေ သူမမဝင်နေမီတဲ့ အရှိဘက်ကိုကိုင်းညွန့်လျက်ရှိတဲ့တစ်ပင်ကအရှိဘက်ကိုသာပြိုလဲပွေရာရှိတဲ့ကဲ့သို့အကုတုဘက်ကို ကိုင်းညွန့်တဲ့စိတ်အစဉ်ကအကုတုဘက်ကိုသာညွန့်ကိုင်းမှတမရာထို့ကြောင့်ရောင်မဖြစ်သူ မာတိတိလွင်ပေါ်မှာတက်ဖြတ်လို့တဲ့အကုတုစိတ်ကြီးမားနေတဲ့မထွေထွေမြင်ကညာတညမှာတော့သူစိတ်မှာရှိတဲ့အကုတုကို လက်တွေ့အကောင်ထဲဖော်တော်တယ်ထို့နေညာက သူမခင်မွန်းတဲ့ကိုအောင်မြတ်အိမ်မှာမရှိဘူး ကိုအောင်မြတ်နေကိုကုံချမ်းပစ္စည်းဝယ်ရန်အတွက်ခရီးထွက်ခွာသွားရီခါတိုင်းလဲယခုကဲ့သို့ကိုအောင်မြတ်ခရီးထွက်နေကြသူညာကမတိတိလွင်နဲ့သမီးငယ်ဖြစ်သူမခင်ခင်ဝင်တို့ကနှိချိုက်စွာအိမ်မောကြနေကြတယ်။ထို့သောသူတို့သားမိနှိချိုက်စွာအိမ်မောကြနေတော့လေအိမ်မပြောနိုင်ပေအကြံစီရှိနေတဲ့၃ဦးကတော့တီတိုတီတိုနဲ့ထို့၃ဦးကတော့မထွေထွေမြင့်စောမောင်သိန်းနဲ့အေးအေးမြင့်တို့ဖြစ်တယ်။ သူတို့သုံးဦးကမောင်နှမအရင်အေးအေးမြင့်ကအမအကြီးဆုံးစောမောင်သိန်းကမောင် သူတို့သုံးဦးတီတို့တီတို့လုံနေတဲ့ကိစ္စက မာတိတီလွင်တို့သားအမိကိုဝိုင်းဝန်းလှုပ်ကြံတက်ဖြတ်ရန်မာတိတီလွင်တို့သားအမိကတော့ဘာမှမသိရှာပဲနှိမ့်ချစွာအိပ်ပျော်နေကြရီအထူးသဖြင့်မာတိတီလွင်ရဲ့ခုနှစ်နှစ်အရွယ်သမီးငယ်လေးရဲ့အပြည့်ကင်းစွာအိပ်ပျော်နေပုံကတနာစပွေအလွန်ကောင်းနေ။အော်သူတို့သားအမိက ထိုညကစပြီးတသက်လုံးမနိုးတော့တဲ့အိတ်ဆက်ခြင်းနဲ့အေးရတော့မှကိုမတိရှာကြပြီအချိန်ကတကောင်ကျော်ပြီမထွေထွေမြေစောမောင်သိန်းနဲ့မအေးအေးမြင့်တို့ မောင်နှမသုံးဦးက အောက်ထက်ရှိမတိတီလွင်တို့သားမိအိပ်ပျော်နေရာဂဒင်အနားကို ခြေအသာဖော့ပြီးနေငယ်ကတ်သွားကြရီအနားကိုရောက်တာနဲ့မတိတီလွင်ရဲ့လေပင်ကိုစောမောင်သိန်းကတအားညှင့်လိုက်တဲ့ လေပင်ညှိတ်ခံရလို့မအော်နိုင်ရှာပဲရုံးကန်ရင်နိုးလာတဲ့မတိတိလွင်ရဲ့လက်နဲ့ခြေတို့ကိုမထွေထွေမြင်က အတင်းဖိပြီးချုပ်ပြီးပြီးတော့အနီးမှာအစင်းသင်းတွေ့ရှိတဲ့ကြောက်ပြင်းနဲ့မတိတိလွင်ရဲ့ရင်ဘက်ကို အာပါတရားစောင့်ထူချလိုက်တယ်။ဒါမေးနှစ်ယောက်စလုံးလုံးဝလှုပ်မလာနိုင်တော့ဇီဝင်ချုပ်ရရှာရီရက်ဆက်လိုက်ကြရီဖြစ်ချင်းမဒါရင်မကတည်ဆုံသွားတဲ့ဒါမေးနှစ်ဦးရဲ့အလောင်းများကိုဖျောက်ဖျက်ရန်အတွက် မောင်နှမသုံးဦးပူးပေါင်းပြီးဆက်လက်လှူရှားပြန်နေစောမောင်သိန်းကတေဆုံးနေပြီဖြစ်တဲ့မာတီတီလွင်ရဲ့လေပင်ကိုဓာတ်နဲ့လှီးလိုက်တယ်ပြီးတော့ဂုံဒီအိတ်အတွင်းကို အလောင်းကိုထဲကကျိုးနဲ့လုံအောင်ကြည့်တယ်နောက်တင်းရှူတစ်တာအတွင်းကိုထဲလိုက်တယ်ကလေးငယ်ခင်ခင်ဝင်းရဲ့အလောင်းကိုတော့ပလတ်စတစ်အိတ်အတွင်းကိုထဲကဂုံဒီအိတ်နဲ့ထပ်မံထုတ်ပြီးကျိုးနဲ့တေချာစွာ ဝိုင်းချီနှောင်ကြတယ် နက်မိုးလင်းခန်းဤတော့အလောင်းများကိုတွားရောက်စွန့်ပြစ်ရန်အတွက်မိဘများနေအိမ်မှနေထိုင်နေညမငယ်မတတ်တက်ကူတွားခေါ်ရီထို့သောတွားရောက်ခေါ်ပြီးကလေးငယ်ခင်ခင်ဝင်းရဲ့အလောင်းကိုထည့်ထားတဲ့ဂုံဒီအိတ်ကိုစောမောင်သိန်းနဲ့ညမငယ်တတ်တက်တို့ကစပိန်နဲ့တင်ပြီးဘူတာယုံ အနိရှိရေမြောင်းလေးကိုတွားရောက်စွန့်ပြစ်ခေကြရီပြန်လာကြတဲ့အခါနေ့လယ်တနာရီခန့်အချိန်မှာမာတိတီလွင်ရဲ့အလောင်းထည့်ထားတဲ့ ထင်ရှူတစ်တာကိုလေးဘိတ်နဲ့တင်ဆောင်ပြီးစောမောင်သိန်းနဲ့မာတတတ်တို့ကပဲရန်ကုန်မြို့လေစည်းတစ်ခုကိုတည်ဆောင်သွားကစိုင်းတဆိုင်ရှိမှခတ်တီတီနဲ့ချထားခဲ့သည်သူဆိုင်မအထေရောင်းသူမောင်ကျော်နိုင်က သူဆိုင်ရှိမှ လာရောက်ချထားတဲ့ထင်းရှူတစ်တာကို မကြာခဏဆိုသလိုစူဆန်းကြည့်နေမိတယ်။သူနှစ်ဘေးမှာဈေးအလုတ်သမားလေးမောင်ကျော်ဝင်းလေးရှိနေတယ်။မောင်ကျော်ဝင်းမှာဝိုင်းကြည့်နေခြင်းဖြစ်ပါတယ်။ ထို့သောသူတို့ကြည့်ရှုနေစင်းမှာပဲထိုထင်းရှုတစ်တာကိုရင်ကောင်တွေတလောင်းလောင်းနဲ့ဝိုင်းုံလာကြရီဒီအခါတော့မတိစိတ်ကပဲတိအောင်သူတို့နှစ်ဦးကိုနှိုးစော်လေးတလားမသိထိုထင်းရှုတစ်တာဘုံကို ကြည့်နေရင်ကသူတို့မှသင်္ခါမကင်းဖြစ်လာရီနောက်တော့ဈေးကောင်စီအတွင်ရင်မှုဖြစ်သူဥဝင်းအောင်ကိုတွားခေါ်ရီ ဦးဝင်းအောင်ကပဲသူ့ပိုင်ရှင်မဲ့ထင်းရှူတစ်တာကိုလာကြည့်ပြီးရဲစခန်းကို အကြောင်းကြားကရဲစခန်းကလာရောက်ပြီးတပ်တိများရဲ့ရှေးမောက်မှာထင်းရှူတစ်တာပုံကိုဖွင့်ကြည့်စေတဲ့စိတ်ဝင်တစားနဲ့ဝိုင်းယုံကြည့်ရှုနေကြသူများရဲ့နှုတ်မှဟာအလိုလေးဆိုတဲ့အာမေရိတန်များထွက်ပေါ်လာတဲ့ဈေးတစ်စီးလုံးအော့အော်တောင်းတင်ဖြစ်သွားတဲ့ ချင်းရှူတိတာအတွင်းမှာတဆင့်တွေးရှိရတဲ့ဂုံဒီအိတ်ကိုဖွင့်ကြည့်ရလေဘင်းနဲ့ခန္ဓာကိုယ်မှာဒဏ်ရာများရပြီးသေဆုံးနေတဲ့အမျိုးသမီးအလောင်းတလောင်းကို တွေ့မြင်ရတာကြောင့်ဖြစ်ပါရဲ့ဒီတော့မှအထည်ရောက်သူမောင်ကျော်နိုင်နဲ့ဈေးအလုတ်သမားလေးမောင်ကျော်ဝင်းတို့ကတစုံတစ်ခုကိုတတိယပြီးပြောလိုက်တယ်။ဟုတ်တယ်ဟုတ်တယ်ဒီတိတာကိုလားထသွားတာလူလက်ပိုင်းအွယ်အမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်ဗျ။ ဒူရဲအုပ်ဦးမင်းပိုင်ကမှတ်ချက်များရေးပြီးအင်းစိန်မှုခင်တပ်ဖွဲ့ကိုလှမ်းပြီးအကြောင်းကြားလိုက်သည်။ထိုအချိန်ကထိုနေ့ညနေ6နာရီခန့်လောက်ကဖြစ်ပါရီ။ဟွန်း။ကြံမွေးရတာကလည်းမလွဲပါလား။အချိန်တန်ပြန်မလာတော့ရှားရတာတဒုက္ခ။လူပဲခိုးတက်စားဖို့ဖမ်းသွားလား။ဒါမှမဟုတ်အလဲလွန်ပြီးတော့ဘေချောင်မြအိတ်တန်းတက်နေပါလိမ့်နော်။ ကံဖဲ့ဘူးဒါယုံအနီးမှာနေတဲ့ဒေါခင်လာကပါဇက်ကပြေတောက်ပြေတောက်ရေရွင်ပျောက်ဆုံးသွားတဲ့သူမရဲ့ချက်ကိုလိုက်လံရှာဖွေနေတယ်။ဒို့တို့လိုက်ရှာနေရင်ဒေါခင်လာကမိယထဘူးဒါယုံအနီးဇင်းကြံနာကိုရောက်လာတယ်။ထိုနာတဝိုင်းမှာသူမချက်ကိုတွေ့လို့တွင်ကကြီးကန်တောင်းမောက်ရှောက်ကြည့်တယ်။မတွေ့ရ ဒီတော့ဇင်းတန်နဲ့ပြီးရေမြောင်နာကို သူမသွားရှာပြန်နေရေမြောင်လေးကိုကြည့်မိပြန်တော့သူမမျက်စိကတစုံတစ်ခုကိုမြင်တွေ့ရပြီးထိုတစုံတစ်ခုကိုစူးရဲစွာနဲ့ကြည့်နေမိတယ်။သူမစူးစူးရဲရဲကြည့်မိတာကဂုံဒီအိတ်ထုပ်တထုပ်ဖြစ်ပါရဲ့။ထိုဂုံဒီအိတ်ထုပ်ကရင်တလောင်းလောင်းနဲ့ ။ဘာရီများပါလေလို့သူမက တွေးမိရင်တင်ကမကင်းဖြစ်လာက မြို့နယ်ရဲစခန်းကိုတွားရောက်တရင်ပို့ရိရဲစခန်းကို ရောက်လာပြီးထိုကုန်းဒီအိတ်ကိုဖြည့်ကြည့်ရာ ပလတ်စတစ်အိတ်အတွင်းမှာထည့်ထားတဲ့လဲမျိုးနဲ့ရင်ဘတ်တို့မှာဒဏ်ရာများရရှိပြီးတည်ဆုံနေတဲ့ခုနှစ်အရွယ်မိမငယ်လေးတအုပ်ရဲ့အလောင်းဖြစ်နေပါရဲ့ ခရီးသွားရကပြန်ရောက်လာတဲ့ကိုမြတ်အောင်က အမဖြစ်သူ မာတီတီလွင်တို့သားမိကိုမတွေ့တော့ဇနီးတဲ့မထွေထွေမြင့်ကိုမေးမြန်းနေမထွေထွေမြင့်ကမသိဘူးထွက်သွားတာပဲဘယ်ထွက်သွားမယ်ဆိုတာလေပြောမသွားဘူးသူတို့သာခပ်ပေါ်ပေါ်တန်တန်ဖြေးလိုက်တဲ့မထွေထွေမြင့်ရဲ့အဖြေကိုကိုမြတ်အောင် အားမရမကြည်နဲ့ ထို့ကြောင့်မတိတီလွင်နဲ့တခြားစီရှိနေတဲ့ကလေးသုံးဦးထားရောက်ဆွေမျိုးတော်ဆက်သူဦးသိန်းလွင်ထံကိုတွားရောက်မိတယ်။ဦးသိန်းလွင်က မလာလို့ဖြေတယ်။နောက်ဆုံးတော့ကိုမြတ်အောင်ကရဲစခန်းကိုတွားရောက်ပြီးလူပြောင်းမှုအဖြစ်တိုင်ချက်ဖွင့်ရတယ်။ရဲစခန်းမှာတားမိနှစ်ယောက်ပျောက်ဆုံးကြောင်းလာရောက်တိုင်တန်းနဲ့ကိုမြတ်အောင်ရဲ့တိုင်ချက်နဲ့ဆက်ဆက်ပြီးသူတို့ရိုက်ကူးထားတဲ့အမျိုးသမီးအလောင်းတလောင်းပုံနဲ့မိမငယ်လေးတအူးရဲ့အလောင်းဓာတ်ပုံနှစ်ပုံကိုထုတ်ပြရည် ကိုမြတ်အောင်မှမူးမေ့မတန်းဖြစ်သွားရီတွေးမြင်လိုက်ရတဲ့ဓာတ်ပုံထဲမှာအလောင်းနှလောင်းကသူမရဲ့အမတော်သူ မာတီတီလွင်တို့ရဲ့တာမိအလောင်းဖြစ်နေတယ်။ နောက်ထပ်ပူပြီးတိကျခိုင်မာစေရန်အတွက်လေတေဆောင်းသူမာတိတိလွင်ရဲ့ခင်မွန်တဲ့ဦးတင်းလိုင်ကိုရန်ကုန်ကို ရောက်လာခိုင်မာအင်းစိန်မှုကင်းတပ်ဖွဲ့ကခေါ်ယူပြီးအလောင်းဓာတ်ပုံနှစ်ပုံကို ပြသပြီးစစ်မီယာမှာမိမိရဲ့ဇနီးနဲ့သမီးဖြစ်ကြောင်းကိုဦးတင်းလိုင်ကထွက်ဆိုသွားပြီးသို့တော်လေမာတိတိလွင်တို့သားမိနှစ်ဦးကိုအဘယ်သို့အညိုနဲ့အဘယ်သို့သောလူကဤမြတီရဆက်စွာပြုလုပ်တာကိုတော့သူတို့ကစဉ်းစားလို့မရပါဘူး ထို့သူစဉ်းစားလို့မရတော့လေကိုမြတ်အောင်က သူ့ရဲ့ဇနီးတွေနဲ့တေဆုံးသူ သူ့အမတို့မကြခဏဆိုတယ်လို့အချင်းများခဲ့ဘူးကြောင့်ကိုတော့ရဲစခန်းမှာထွက်ဆိုတင်ပြခဲ့တယ်။ဒီတော့မထွေထွေမြင့်ကိုတန်းဆိုင်ရာမှာခေါ်ယူမေးမြန်းစစ်ဆေးတယ်။ဒါရင်မကသူတို့အိမ်တွင်းဆက်မှုလုပ်ငန်းမှာလုပ်သားများဖြစ်ကြတဲ့ဥဒံမခင်တမ်းမေတို့နှစ်ဦးနဲ့အိမ်ပေါ်ဖြစ်သူဝေဝေတို့ကိုလည်းစစ်ဆေးမေးမြန်းခဲ့တယ်။ သူတို့သုံးဦးစလုံးကမာထွေထွေမြင့်နဲ့မာတိတီလွင်တို့တမီရောက်မှမကြကနဆိုသလိုအကြီးကျယ်စကားများရံဖြည့်ဖူးချောင်းကိုထွက်ဆိုသွားကြရည်နောက်ဆုံးတော့ဖြစ်နိုင်ပွဲခွင်းဆက်ကလေးများနဲ့မာထွေထွေမြင့်ကိုစနေတကြစစ်စစ်မီးမြန်းရောက်ဝိလေချောင်းဘက်လှုပ်လို့မရတော့ပေသူမတို့မောင်နှမသုံးဦးပူပေါင်းလှုပ်ကြံခဲ့ချောင်းကို အမှန်တိုင်းဝင်ခံခဲ့ရည် ဒီတော့တရားဥပဒေအရသူတို့ကိုအေးအေးယူဆောင်ရွက်ရုံမှတပါတခြားဘာမှမရှိတော့ဘူးအထက်ပါဖြစ်ရမှုခင်းကလွန်ခဲ့တဲ့1985ခုအော်တိုဘာလမှာဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်ဒီဖြစ်ရမှန်ကထိုးစဉ်အခါကရန်ကုန်မြို့တော်တစ်ခုလုံးအုပ်အော်တောင်းတင်ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ ဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်ဒီတော့ကရန်ကုန်မြို့ကလူစီကားတဲ့ဈေးတိလိုနေရာမျိုးမှာ လူတက်ပြီးတင်းရှူတစ်တာပုံနဲ့စနေတကြလာရောက်ဆုံးပြစ်ထားတဲ့အထိကျူးလွန်ရဲတဲ့အမှုကိုတဲထိတ်ရင်ဖို့ဝိထုတပုတ်ကိုဖတ်ရသလိုရုပ်ရှင်ပြီးတော့ကားတကားကြည့်ရသလိုမျိုးမျိုးလူတိုင်းလိုလိုစိတ်ဝင်တစားရှိခဲ့ကြပါတယ်ပြီးတော့အမှုမှန်ကို ပေါ်ပေါက်သိရှိတဲ့အခါမှာလေသမီးရောက်မှချင်းဒီမြတ်ထိရက်ဆက်လိုက်ကြတာဆိုပြီးလူတိုင်းမှာစုတ်တက်တက်ဖြစ်ခဲ့ကြတယ် ရက်ဆက်စွာအသက်ခံရတဲ့မာတီတီလွင်တို့သားမိအဖြစ်ကလည်းအမှန်တကယ်ပဲကြေကွဲစရာကောင်းပါ रे ဒါပေမဲ့သူတို့ကိုယ်တိုင်လည်းအဘယ်သို့သောဘဝမျိုးမှအဘယ်သို့သောဝေကျွေးပါလာရမသိပြုသူအသည်ဖြစ်သူအဟောင်းဆိုသလိုအတိတ်ဘဝရဲ့ကံအကြောင်းကြောင့်ဒီဘဝမှာ ဥပ္ပစ္စေတကကံအကျိုးတရားပေးတာလားမသိဘူး ဘာပဲဖြစ်ဖြစ်လက်တလောဘဝမှာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးရဲ့ဟေတုပစ္စယောဒီဆိုတဲ့ရေတောင်မြင့်နဲ့တူတဲ့တရားသဘောအရာလောဘဒေါသမောဟဒီဆိုတဲ့ရေတောင်မြင့်ကို အခြေခံမိတာကြောင့်အကုသိုလ်ပင်စီကြီးတပင်ကိုတရားခံဖြစ်သူမထွေထွေမြင့်တို့မောင်နှမသုံးဦးက ပြုစုပြိုးထောင်မိခဲ့ပြီးဖြစ်ပါရဲ့ ဒီတော့မထွေးထွေးမြင့်မအေးအေးမြင့်စောမောင်သိန်းတို့မောင်နှမသုံးဦးက ထောင်တန်း၅နှစ်နဲ့တေတံအတီတီကြခံခဲ့ရပြီးအလောင်းဖြောက်ဖြဲရာမှာပါတဲ့မတတတ်ကိုထောင်တန်း၂နှစ် ကြခံစီခဲ့ပါတယ်။အော်သင်ကန်းစာယူပွေတရားရပွေကောင်းလီစွာစာရေးသူဇေယကြီးကိုလေဂျေစုတင်ပါရီဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင် နားစင်အားပေးခဲ့ကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပေဖြစ်ပါတယ်ရှင်။